ရိုင်းဂိန်းနော့တယောက်နဲ့ယူနိုက်တက်တို့အင်ပါယာပြန်လဲအခြေတည်နိုင်မလား ဒီရာသီအစောပိုင်း United တို့ပြောင်းချွေစည်းကွက်မှာစားသမားခေါ်ယူမှုတွေဟာအတော်လေးအလုပ်ဖြစ်ခဲ့ပြီးထူးထူးဖြစ်ကိုသမားဆန်နီလမန်အန်ပြူမိုကွန်ညာစတဲ့ခေါ်ယူမှုတွေဟာအသင်းကိုချက်ချင်းလက်ငင်းဆိုသူတို့အကျိုးပြုခဲ့ပါတယ်။ဒီလိုခေါ်ယူမှုတွေကြောင့်အမိုရင်တယောက် United ကိုနန်းကြောင်းမှန်ပေါ်ပြန်ပြီးဆွေးတင်နိုင်ခဲ့တာဖြစ်ပါတယ်။ခုဆိုရင် United ဟာခန်းစစ်မှာကိုသမားနောက်ခံလူတွေအတွက်ဆွေးရင်ရမယ့်အခြေအနေတစ်ခုကိုအကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီးတိုက်စစ်ကလည်းအခြေအနေတစ်ခုထိကောင်းမွန်တဲ့လုံအားနှုံးကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ဒါပေမဲ့အဲ့အရာတွေကချန်ပီယံလိပြန်လဲကစားရဖို့အဆင်နောက်ထိတော့အဆင်ပြေနိုင် ုင်ပေမဲ့ချန်ပီယံဖလားကိုအစဉ်ခေါ်နိုင်တဲ့အသင်းသင်းဖြစ်ဖို့အထီတော်လုံလောက်မှုမရှိသေးတာဖြစ်ပါတယ်။အကြောင်းကတော့ကွင်းလည်ပိုင်းမှာလိုအပ်ချက်တွေရှိနေသေးပြီးအသင်းရဲ့အဓိကကွင်းလည်မောင်းနှင်အားတွေဖြစ်တဲ့ဘရူနိုဖာနန်ဒက်စ်နဲ့ကတ်စမဲရိုတို့ဟာလည်းအသက်အရွယ်ရလာပြီးဖြစ်ပြီးကတ်စမဲရိုဆိုရင်ရာသီကုန်းရင်အသင်းနဲ့အစားချုပ်တက်တန်းကုံဆုံးတော့မှလည်းဖြစ်ပါတယ်။ဒါဟာရီရှိစီမံကိန်းအတွက်ယူနိုက်တက်တို့ကွင်းနဲ့ကိုအာသစ်လောင်းဖို့လိုအပ်နေပြီဆိုတာပြနေတာပါ။ဒီအတွက်ယူနိုက်တက်မဖြစ်မနေခေါ်ယူရမယ့်ကစားသမားတူကိုပြောရမယ်ဆိုရင်အဲလီယက်အန်ဒါဆင်ပဲဖြစ်ပါတယ်။ဒီလိုနာမည်တက်ပြောရတယ်ဆိုတော့အဲလီယက်အန်ဒါဆင်ကပါ တွေကောင်းတယ်။ပြီးခဲ့တဲ့ရာသီ Nottingham Forest တို့ Champion League ဝင်ခွင့်နဲ့ကပ်ပြီးလွေးချော်သွားခဲ့ပါတယ်။ဒီလိုတန်းစင်းစုံကအသင်းသင်းသင်းဥရောပဝင်ခွင့်တင်တဲ့ရရှိရမှာအ धिक ဆွမ်းဆောင်ပြီးခဲ့သူတွေထဲမှာ Anderson ဟာလည်းလုံးဝဖယ်ချန်ထားလို့မရနိုင်သူပါ။ Gunnar စားသမားတွေမှာရှီတင်ရှီထိုက်တဲ့ရည်သွေးတွေအားလုံး Anderson စုမှာတွေ့ရမှာဖြစ်ပြီး FPREF ရဲ့စုဆောင်းထားတဲ့အချက်လက်တွေကဒီရာသီ Premier League Gunnar စားသမားတွေထဲမှာအောင်မြင်တဲ့ဘောလုံးပေးပို့မှုတွေတိုက်စစ်ကိုအပြောင်းအလဲဖြစ်စေတဲ့ပေးပို့မှုတွေပြိုင်ဖက်ရဲ့နောက်ဆုံးခံစစ်ဆုံးကိုဘောလုံးပေးပို့မှုတွေအပြင်ကိုပေါက်ကန်သွင်းချက်တွေမှာပါ Anderson ဟာ ာနံပါတ်၁နေရာမှာရှိနေခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဘောလုံးပေးပို့မှုတွေမှာတိကျတဲ့လောင်ဘောပေးပို့မှုတွေကိုနှိုင်းရှင်ရမှာလဲအန်ဒါဆင်ဟာမီတာ4844အထိပေးပို့မှုရှိခဲ့ပြီးဒါဟာဖာနန်ဒက်စ်ထက်448မီတာ၊ခြာကာထက်986မီတာနဲ့လီဂလန်ရိုက်ထက်1049မီတာပို့ပြီးလှုပ်ဆောင်ထားနိုင်တာဖြစ်ပါတယ်။ပရီးမီးယားလိရဲ့အဘယ်ကွန်းနဲ့ကစားသမားထက်မဆိုဘောလုံးတိကျမှုပိုများနေပြီးဘောလုံးပြန်လဲရယူမှုမှာလဲအများဆုံးကစားသမားဖြစ်တွေ့ရမှာဖြစ်ပါတယ်။အဲလီယက်ဟာကွန်းနဲ့မှာလှုပ်ရှားရှိသမျှအကုန်လုံးလုံနိုင်တဲ့လောအမြင့်ကစားသမားတယောက်ပါ။ခန်းစစ်ပိုင်း င်းတိုက်စစ်ပိုင်းအကုန်လုံးကိုလိုက်ပါကစားနိုင်ပြီးအခွင့်အရေးဖန်တီးတာကစားကွက်ကိုစတင်တာတွေမှာထူးချွန်သူပါလို့ United ကွန်းလက်ကစားသမားဟောင်း Ashley Young ကမှတ်ချက်ပေးခဲ့ပူပါတယ်ပြီးခဲ့တဲ့ရာသီ Nottingham Forest မှာတိုက်စစ်မှု Chris Wood ကိုတွေတိုင်းတိုင်းတွင်းယူဖို့တိုက်စစ်လမ်းကြောင်းဖွင့်ပေးသူဟာ Elliot Anderson ပဲဖြစ်ပါတယ်ကျွန်တော်တို့အများသတ်မှတ်ထားတဲ့တွင်းကိုနဲ့ကိုဖန်တီးမှုတွေကိုပဲကြည့်မယ်ဆိုရင် Anderson နာမည်ကိုမြင်ရခဲမှာဖြစ်ပေမဲ့ Free Assist လောက်အထိကိုတဆင့်မြင့်ပြီးကြည့်မယ်ဆိုရင် Anderson ရဲ့နာမည်ကိုပေါ်ပေါ်တည်တည်တွေ့ရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့လအင်္ဂလန်တို့ကမ္ဘာ့ဖလားချေစစ်ပွဲအောင်မြင်ခဲ့တဲ့ Levia ကို၅ဂိုးပြတ် င်နိုင်ခဲ့တဲ့ပွဲစဉ်မှာလည်းအန်ဒါဆင်ရဲ့အဆွမ်းဆောင်ယူကိုတည်တည်တသာတွေ့မြင်ရမှာပါအဲ့ဒီပွဲစဉ်တစ်ပွဲလုံးဘယ်ကစားသမားမှအန်ဒါဆင်ကိုကြော်ဖြတ်ပြီးဘောလုံးမယူသွားနိုင်ပါဘူးဒါအပြင်အန်ဒါဆင်စီကဘောလုံးပေးဖို့မူ132ကြိမ်အထိအဲ့ဒီပွဲမှာရှိခဲ့တာဖြစ်ပါတယ် ဒါဟာ2008နောက်ပိုင်းအင်္ဂလန်သားတွေထဲမှာဘောလုံးထိချက်အများဆုံးလည်းဖြစ်ပါတယ်။အန်ဒါဆင်နဲ့ပတ်သက်လို့အင်္ဂလန်နီးပြတော်မတ်တူချဲကလည်းသူ့မှာရုပ်ပိုင်းဆိုင်ရာအားသာချက်တွေလည်းရှိတယ်။နံပါတ်6နေရာအတွက်သူဟာအသင်းမှာအသင့်တော်ဆုံးကစားသမားပါပဲ။လိုအပ်လာရင်နံပါတ်8နေရာနဲ့နံပါတ်10နေရာတွေမှာပါပွဲကစားချိန်အတွင်းအလွေတကူပြောင်းလဲကစားနိုင်တဲ့ကစားသမားပါလို့ကြီးကြီးပြောဆိုသွားခဲ့သေးတာပါ။ဒါပေမဲ့ဒီလိုကစားသမားမျိုးကို United တို့အနေနဲ့အလွေတကူရရှိနိုင်မှာတော့မဟုတ်ပါဘူး။ပြီးခဲ့တဲ့နွေရာသီဈေးကွက်တုန်းက United တို့ Brighton ကစားသမားပါလီပါကိုကန်လန့်ခဲ့ဖူးပြီး Brighton ဘက်ကပေါင်တန်းတရာစီတက်မှတ်ခဲ့ပါတယ်။ ်အန်ဒါဆင်အတွက် Forest တို့ပေါင်တန်းတရာကနေ120တိဈေးတက်မှတ်နိုင်တဲ့အခြေအနေမှာရှိနေတာပါဒါပေမဲ့ပြီးခဲ့တဲ့နှစ်တွေမှာ Morsey ကင်စီတို့ Declan Rice တို့တို့က Chelsea နဲ့ Arsenal တို့ပေါင်တန်းတရာစီတုံးဆွေးခဲ့ပြီးတုံးရတဲ့ငွေကြေးနဲ့ထိုက်တန်တဲ့အကျိုးမြတ်ကိုပြန်လည်ရရှိခဲ့တာကိုထည့်တွက်မယ်ဆိုရင်ဒီငွေကြေးကို United တို့မဖြစ်မနေတုံးဆွေးရမှာပဲဖြစ်ပါတယ် Premier League စားကွက်နဲ့ရင်းနှီးမိသားဖြစ်ပြီးဒါမဲ့ရာသီ Casemiro နေရာမှာအရန်တင်အစားထိုးနိုင်မဲ့အပြင် Fernandez မကစားနိုင်တဲ့ပွဲစဉ်တွေမှာလည်း Anderson ကိုအစားထိုးနိုင်မှာဖြစ်ပါတယ်ပြီးခဲ့တဲ့ Forest နဲ့ပွဲမတိုင်ခင် Amorin က Anderson င်ဟာတကယ်ကိုကောင်းမွန်တဲ့ကစားသမားတစ်ယောက်ပါလို့ချီးကျူးသွားခဲ့ပါတယ်။ဒါဟာပြီးခဲ့တဲ့ရာသီဝုတ်နဲ့ပွင့်ပတိုင်ခင်အမိုရင်တရားကိုကိုညာကိုချီးကျူးပြောဆိုခဲ့ပြီးတဲ့နောက်ပြန်ဖက်ကစားသမားကိုပထမဆုံးချီးကျူးပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ United ဟာလွန်ခဲ့တဲ့1993ခုနှစ်ကလည်း Forest Blue ငယ်ကစားသမားတစ်ယောက်ကိုပေါင်3.85တန်းနဲ့ခေါ်ယူခဲ့ပြီး United Empire ကိုချဲ့ထွင်ခဲ့ပူပါတယ်။အဲဒီတုန်းက Anderson လို့နံပါတ်6 player ဖြစ်တဲ့ Ranking ကိုခေါ်ယူခဲ့တာဖြစ်ပြီး Ranking ဟာ United ရဲ့အသင်းခေါင်းဆောင်ဖြစ်လာတဲ့အထိ Ferguson အတွက်အားထားရတဲ့ကစားသမားဖြစ်လာခဲ့တာပါ။အခုလည်း Forest ရဲ့လူငယ်ကစားသမားတစ်ယောက် ကို United တို့မျက်စိကျနေပြီး United တို့အရင်လိုချန်ပီယံဆုဘရာတွေစင်ခေါ်ဖို့တော်လှန်ရေးတည်းရဲ့ဆင်နွှဲနေချိန်မှာတမိုင်းတစ်ခါပြန်လည်လာတာဖြစ်နိုင်မလားဆိုတာကတော့